အခုအမှုပြလုံးနဲ့ဝေးကွာတာဆိုတော့ကြာပါပြီဟုတ်9နှစ်10နှစ်လောက်တော့ရှိတော့ပေါ့ဟုတ်အဲပြည်သက်တွေကတော့ဒါ online media ကနေပေါ့နော်သူတို့တွေကတော့ကိုပုံလေးအဟောင်းနေပေါ့တက်ကလင်ပုံဟောင်းနေတွက်လာရင်တော့သူတို့တွေပြန်ရိုက်စေချင်ကြတာအားလုံးကတော့သူတို့စိတ်ထဲမှာရှိနေကြတာပေါ့လေဟုတ်ခေါ်ပါတယ်ချောတို့ဘာတို့ကတော့သူတို့ဇက်လန်တွဲတွေကြာရင်အခုလမ်းပြောပါတယ်ဒါပေမဲ့အခုကမရိုက်တော့ဘူးပဲပြောတော့သူတို့လည်းနားလဲပါတယ်အားလုံးကဟုတ်ချောအရန်ကြိုးစားတယ် သူ့ရဲ့စ조사မှုကလေသူအခုအိမ်အောင်ကြာသွားတယ်ကံပက်ပြန်လာခြင်းမှာဒါကလေးတယောက်နဲ့တော့တော်ရုံလို့ဆိုရင်ဒီလိုမျိုးမလုပ်နိုင်ဘူးဟုတ်အကူကတော့ပွဲရည်လည်းတိတ်မတက်ဖြစ်တော့လေဟုတ်ဒါဒီကားဆိုလဲကိုကြည့်ချင်းနေပေါ့နော်ဂျော်ဒန်ဒရမာကားလဲကြိုက်တယ်နောက်မမျိုးတေးဥဆောင်ထားတာကြီးလဲဒီကားမှာတော်တော်လေးကောင်းတယ်စိုးထားတာကြီးလဲအရန်ကောင်းတဲ့အတွက်အကူကဒီ ကိုအားသားတို့လည်းစူးစမ်းထားတာရအကုန်လုံးမြင်ရတယ်လေထွေလာမှာအဲ့ဒါနဲ့ဒီကားကိုကြည့်မယ်ဆိုတဲ့စိတ်ကူနဲ့ပွဲတက်လာတာပါဟုတ်အခုအမှုပြလုံးနဲ့ဝေးကွာတာဆိုတော့ကြာပါပြီဟုတ်9နှစ်10နှစ်လောက်တော့ရှိလာပေါ့ဟုတ်အဲပြည်သက်တွေကတော့ဒါ online media ကနေပေါ့နော်သူတို့တွေကတော့ကိုပုံလေးအဟောင်းနေပေါ့တက်ကလင်ပုံဟောင်းနေတွက်လာရင်တော့သူတို့တွေပြန်ရိုက်စေချင်ကြတာအားလုံးကတော့သူတို့စိတ်ထဲမှာရှိနေကြတာပေါ့လေဟုတ်အခုရခဲ့ကတော့ဒါဘာပြောကိုရောကကျတော့ဒီတက်ကြိန်လေး VCD လေး နောက်ပြီးတော့မှဇက်ကားပေါ့နော်တရုတ်ဆောင်ပိုင်းကိုကူးတာဆိုတော့အဲ့လိုမျိုးအစစ်စစ်ရိုက်ခဲ့ရတာပါအခုချိန်မှာတော့ဒီအားပေးကျင်တာပဲရှိတယ်ဒါကိုတငယ်ချင်းတွေရိုက်တဲ့ကားလေးဆိုကိုအချိန်ရရင်ဇက်လန်တွဲကိုကြည့်ရဲနောက်ဟိုကိုကြည့်ကျင်တဲ့ကားပေါ့နော်ဟိုတလွားဆိုအမေမမမကားလေးလည်းကြည့်ဖြစ်တယ်ဇက်လန်တွဲလာတာလေနောက်ပြီးတော့အခုမတ်မျိုးကားဆိုလည်းဒါကြည့်ကျင်စိတ်ဖြစ်တယ်ပေါ့နော်အဲ့ဒါလာကြည့်ဖြစ်တာပါဟုတ်ဆမ်လို့ဖြစ်တာဒါအကူကဟိုအချိန်တခုလဲအနုပြလုပ်ငန်းမဟုတ်ကိုစေတန်းအောင်ထဲကစပြီးတော့ဝင်ပြီးတော့လုပ်ခဲ့တာလေအချိန်တခုလဲပြီးပြီးဒီရွယ်မှာတော့ ကိုလည်းလောက်ခဲ့ပြီးပြီဆိုတော့မလောက်တော့ဘူးဆိုပြီးတော့ကိုနားလိုက်တာပါဟုတ်ခေါ်ပါတယ်ချောတို့ဘာတို့ကတော့သူတို့ဇက်လန်တွဲတွေကြာရင်အကိုလမ်းပြောပါတယ်ဒါပေမဲ့အကိုကမရိုက်တော့ဘူးပဲပြောတော့သူတို့လည်းနားလဲပါတယ်အားလုံးကဟုတ်အဲဝမ်းတာတာပေါ့ချောကက်ဘက်ကသူကအရင်အောင်မြင်တာလေချောကက်ဘက်အောင်မြင်လို့ဇက်လန်တွဲတစ်ခစ်လည်းဇက်လန်တွဲလည်းအရင်အောင်မြင်တော့တာအဲ့တော့အော်ဘာပြောသူရဲ့အောင်မြင်မှုကိုအရန်ငုတ်ကုန်ယူတယ်အရန်ကုန်ယူရဲ့လို့ပြောတာကမ်ဘက် တိုက်တော့တိုက်တော့နဲ့ဒါပေမဲ့အကိုကတော့အဲ့ဒီအချိန်မှာပြေကိုပြေညူညံဆိုင်ကြတဲ့အချိန်ကိုကအရန်တိုက်တော့နဲ့ဆိုရင်အရန်နဲ့တိုက်မတော်ရဲဘောနော်ဘာလို့ဆိုမိဘတော့ကိုရေးကြည့်ရအောင်အဲ့ဒါကြောင့်ကိုကဟုတ်ကဲ့ပြောချလာချောတော့အမြဲပြောရတယ်သူဇက်လန်တွေစားရိုက်မယ်ဆိုတော့လေအကိုပြောတယ်ခေါ်တယ်ပေါ့နော် ကိုကိုရဲ့အခြေအနေကိုရဲ့ဒါလူရင်းတွေကအခုအခြေအနေကိုသိတာပေါ့အဲ့တော့အရင်မတိုက်တွန်းကြပါအောင်ဟောဒီမှာလေဟုတ်ဟိုကလေ body ရောဒီဟိုကချောလို့ထက်လဲကြီးရဲဆိုပြီးနုတယ်နော်အသားရေရောသူကအခုကနောက်တော့လေစိတ်ရှင်းတာအခုစီကကိုပြန်ပြီးတော့အထူးယူရတဲ့ညာတွေအများကြီးရှိတယ်သူကစိတ်ရှင်းတယ် ဘသူ့ဘုံမှာဘာမှကို तू မရှိဘူး तू အလုံးလေးနဲ့ तू တနေ့တနေ့ तू မိသားစုလေးနဲ့ तू စီးပွားရေးလေးနဲ့ तू ကနေ तू ပဲအဲ့လိုမျိုးပဲလဲပတ်နေရပါတော့ဘသူ့ဘုံမှာအဲ့လိုမျိုးဘာမှစိတ်ကိုလေးအဟိုချောလို့ဆိုလဲအဲ့ပစ္စည်းကောင်းလည်းမထိုင်နဲ့ချောလို့ PC တို့ကပစ္စည်းကောင်းလည်းမထိုင်နဲ့ကောင်းလည်းမထိုင်နဲ့တကယ်မင်းမ AC နေ relax တယ်အဲ့လိုမျိုးအမြဲပြန်ပြီးကိုယ်လည်းနှစ်သိမ့်ဟုတ်အဲချောရှီကတော့ဗာလဲဆိုချောအရန်ကြိုးစားတယ်သူရဲ့ကြိုးစားမှုကလေသူအခုအိမ်အောင်ကြာသွားတယ်ကံပက်ပြန်လာချင်းမှာဒါကလေးနှစ်ယောက်နဲ့တော့တော်ရုံလို့ဆိုရင်ဒီလိုမျိုး မလုံနိုင်ဘူးအခုကမ်ဘက်ပြန်လာတဲ့အချိန်မှာချောအောင်မြင်တယ်လို့ဇလန်တွေကလည်းချောနဲ့တူလိုက်ပါပြီးတော့ ဇလန်ဒရာစီရီတစ်ခစ်ကလည်းအောင်မြင်နေတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တာလေဟုတ်ဟုတ်ပြေးတယ်လိုရင်းလည်းပြောပေးတယ်ဟုတ်ဒါဟိုဟာလေးချောရဲတော့မရှိပါဘူးဟုတ်ချောရဲမမျိုးရဲကိုဝေရဲသုံးယောက်လုံးဟုတ်ဟာလေဟိုအမှုပညာမော်လုံးမအဆင့်ထောက်ကိုတယ်တကယ်မိသားစုလိုဖြစ်နေတာပေါ့နော်အရင်တော့ဆိုရင်ချောအပြိုအပြိုတော့ဆိုလို့ရှိရင်လည်းမမျိုးနဲ့မြဲတမ်းတွေးပြတယ်များပဲဆိုလေမြဲနေတိုင်းလိုလိုမတွေးပြတဲ့ရက်ကတိတ်မရှိဘူးကိုလည်းလိုပဲ copy site နေနော်နေ့တိုင်းထိုင်ဖြစ်ကြရပေါ့နော်အဲ့ခက်ကတော့ဟုတ် ်အခုကျတော့လဲသူ့အလုပ်နဲ့သူပေါ့နော်အလုပ်တွေဖြစ်လာတော့နောင်နဲ့ကလေးတစ်ဖက်နဲ့အကိုကလည်းကိုကိုမိသားစုနဲ့ဟောမျိုးတွေဆိုတော့ဟိုတွေ့ရခဲ့သွားတွေ့ရခဲ့တွေ့ရခဲ့တွေ့ရလွမ်းနေတွေ့တဲ့ချိန်မှာတော့လဲဒါပါပဲပြောလူရင်းနေဆိုတော့နော်အရင်ချိန်နေပြန်ပြောဖြစ်ကြတာပေါ့ဟောပါဆက်တွေ့ရတော့မပြတ်ဘူးအရေးကြုံရင်တော့တကယ်ဟိုဟာလေးအမလေးအရန်ကိုစိတ်ထဲမှာအရန်ပေါ့နော်အလူကြီးတစ်ခုခုအရေးကြုံပြီဆိုရင်အဲတတိယဆုံးကကိုယ်ရင်းနဲ့မင်းဘူး မအမြဲတမ်းအမြဲတမ်းဟုတ်တယ်အကိုတို့ကလည်းတကူဆိုရင်စောပဲစောရည်ဒီလိုဒီလိုလို့ဆိုပြောဖြစ်ကြရပါတော့သူလည်းဒီလိုဒီလိုဆိုပြောဖြစ်ကြတယ်အဲ့လိုမျိုးလေးပေါ့ဟုတ်ဒါပါဆိုတော့ရင်းနီလာလည်းကြာပြီလေဟုတ်ဒါတကယ့်ကိုမောင်နှမတွေဖြစ်နေကြပြီဟုတ်အမအမအပြောတော့ဆိုရင်အမအမေလို့ဆိုရှင် ကိုရှာသမ ्या မသာအမအမေအကုန်အပ်တာလို့အာပြောရင်ကိုပြန်ပြီးတော့ရည်စရာဖြစ်တယ်လို့အမအိမ်တော်ကြတော့ပတ်စံတော်သိပြီးသုံးတက်ဘူးအဲ့လိုလားအဲ့ဒီကမသုံးတက်ကြအောင်နော်ဟုတ်တယ်ကိုရောလည်းသုံးတက်ဟုတ်တယ်အထွေထွေလည်းသွားစရာမရှိဘူးနော်အကိုတို့ကပတ်စံရေးဆိုတာမရှိဘူးတကယ်တော့ ရှူတင်မှာသုံးတဲ့ပတ်ဆိုင်ကအဲ့ဟန်ပြားတွေပဲအကုန်လုံးဖိတဲ့ပါအမရှိဘူးအခုတော့သုံးတတ်ပြီပေါ့ဟိုဟာဟိုဟာအာယုံထားနေကြတယ်ညလုပ်ဖို့ပဲလူကြီးတွေကအာယုံထားနိုင်တယ်အမအမဆိုလို့ရှိရင်လည်းအမရဲ့မန်နေဂျာမိသားလုပ်ပေးတယ်အဲ့လိုမျိုးပေါ့နော်အမေဆိုလို့ရှိရင်လည်းအမရဲ့အဝတ်စားဘာညာစားအကုန်လုံးစီစဉ်ပေးအမကလေလက်တင်လေးရိုက်ပေးရုံပဲဘာမှမပင်မအခုကျတော့အကုန်စားလိုက်ရပြီပေါ့